အားလုံးပဲမင်္ဂလာပါ။နီးစန်ပြန်စားတင်တဲ့ကြောင့်ဒီကျူစလိုက်ပါရတယ်။ဒီနေ့အတွက် N2 ရဲ့ grammar ဘယ်ကိုရောက်ပြီလဲဆိုရင်ပထမအဦးဆုံးထပ်ဆောင်ရဲ့ star box စာကိုရောက်လာပါပြီ။ KR ဆိုရင်ကျမတို့ဒီ star box စာလေးကိုဆက်ပြီးတော့သွားကြမယ်။အမ်ဒီပေါ်က grammar ရဲ့ရှင်းပြခဲ့ပြီးပြီနော်။ KR ဆိုရင်နံပါတ်45ကိုသွားရအောင်။နံပါတ်45နံပါတ်45 star box စာမှာအမ် America American Safe နော်အစိုးရရဲ့နိုင်နာနီကအကွက်လက်က American အစိုးရရဲ့ကွက်လက်ကဘာဖြစ်လဲဆိုလို့ရှင်စစ်စမဲတာတယ်ဆိုတာရှေ့ဆက်စောင့်ရနေတယ်ပေါ့။ ကွန်မန့်နဲ့ခဏလေးနော်ကဲအားဆိုလို့ရှင်အမေရိကန်အစိုးရရဲ့ကွက်လက်ကရှေ့ဆက်ဆောင်ရနေတယ်နံပါတ်1ကကြတော့နီဆိုနီဆိုကြီးကတောက်လျှောက်တောက်လျှောက် အစီကံစီကံအတိုင်းလဲရတယ်အပြောခါကြမြစ်ဆိုရင်မြစ်တောက်လျှောက်ပင်လယ်ကမ်းဆက်တလျှောက်အဲ့လိုအဓိပ္ပာယ်မျိုးနမနေနိဗ္ဗာန်ကကြတော့ခီကြီးခီကြီးကကြတော့အစည်းဝေးကိုပြောတာနမ3ကကြတော့အာဗာပေးထားလဲဆိုရင်အပိုတက်ခီနီဆိုတာတဖက်သက်ဆန်ဆိုတာဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဆိုကကြတော့အာအပိုတက်ခီနီကတဖက်သက်ဆန်ဆိုတာနမ4ကကြတော့ဟိုရှင်းအမူဝါဒဒီဟာလေးကမေးတတ်တယ်နော်အဲ့ဒါလေးအန်တူအစင်မသိရမှာမူဝါဒကဲအဆလို့ရှင်ရင်ဘာသွားပြီးတော့မှတ်မယ်ပေါ့နော်မှတ်မလဲဆိုတော့ကကြတော့တို့တွေကြည့်လိုက်တဲ့အခါမှာ နောင်နီဆိုဤဆိုပြီးတော့ရှိတယ်ဒါက grammar pattern ကွာနောင်ကိုရှာလိုက်မယ်နောင်ကိုရှာလိုက်မယ်ဆိုတော့ကျွန်တော်တို့နောင်ကြည့်လိုက်တဲ့အခါမှာဆိုရင်ဘာရှိလဲဆိုတော့ဒီမှာအာဂီဂီဂျီဆိုတဲ့အစည်းဝေးရှိတယ် နောက်ပြီးတော့အစည်းအဝေးရှိရအစည်းအဝေးရလည်းနောက်နောက်တစ်ခုက import kidney ကတစ်ဖက်သက်ဆန်ဆိုတာအဲအဲ့ဒါတော့နောက်မဟုတ်ဘူးနောက်တစ်ခုကကြာ hoshin ကမူဝါဒအဲ့ဆိုရင်အစည်းအဝေးအတိုင်းဖြစ်မှာလားဟုတ်ပြီနော်ဒါမှမဟုတ်လို့ရှင်ဒီကအတိုင်းလဲရတောက်လျှောက်လဲရနော်အစည်းအဝေးအတိုင်းဖြစ်မှာလားစီကံအတိုင်းဖြစ်မှာလားစီကံအတိုင်းစီကံဆိုတာမူဝါဒမဟုတ်ဘူးလားဟုတ်တယ်နော်အဲ့ဒါကြောင့်မို့လို့နံပါတ်၄နဲ့နံပါတ်၁ကတွဲဖြစ်သွားပြီ လေးနဲ့တင်းနေရတရွဲဖြစ်သွားပြီ။ကြည့်အောင်ဆိုလို့ရှိရင်အဲ့ဒီလေးနဲ့တစ်ကိုရှေ့မှာထားမှလားနောက်မှာထားမှလားဒါစဉ်းစားရုံပဲ။အဲ့မှာဆိုလို့ရှိရင် safe ဖို့ကအစိုးရအစိုးရအာအစိုးရနောင်တော့နောင်ဆိုတာမရှိဘူးလား။ ရှိတာပေါ့နောင်တော့နောင် and 3မှာလည်း star ပု္ပ္ပာအတွက် shinkansen grammar စာအုပ်မှာဆိုအတီးတန်နောင်တော့နာဆိုပြီးတော့သင်ထားတာဒါဆိုရင်နောင်ကပါလေဒီရဟာနဲ့သွားတွဲလို့မရဘူးလားရတာပေါ့၄ဒီ၄ရနောင်လေနောင်တော့၄ကနောင်အပြီးတော့ခါကြာတစ်ကဒါသူ့ရဲ့ grammar ပဋ္ဌာန်ဒါဆိုရင် အမေရိကဆေဖူနော်အမေရိကန်အစိုးရရဲ့ဟုတ်ပြီနော်အာဟိုရှင်နီဆိုဤဆိုတာကမူရမူဟာရလမ်းစဉ်အတိုင်းဟုတ်ပြီနော်မူဟာရလမ်းစဉ်အတိုင်းအစည်းဝေးကိုတစ်ဖက်သက်ဆန်စွာလားတစ်ဖက်သက်ဆန်စွာ အစည်းဝေးကိုဒါ ါပဲရှိမှာပေါ့ဟုတ်တယ်မဟုတ်လားအဲအကြောင်မို့ imported kidney တစ်ဖက်သက်ဆန်စွာဖြင့်မလုပ်ပါလဲဆိုတော့ခါကြဂီဂျီကအစီအဝေးကိုနောင်းကဟုတ်ဘူးလားဒီယာဂီဂျီယာနောင်းဟုတ်ပြီနော်အဲဆိုတော့ခါကြတော့အစီအဝေးကိုနောင်းကလေဒီမှာအစီအဝေးကိုရှေ့ဆက်လုပ်နေတယ်၄၃၄၁၃ဖြစ်ပါတယ်၄၁၃နှစ်ပါဒါဆိုရပြီနော်ဒါကြောင့်မို့လို့အဖြေကနံပါတ်3နောက်ထပ်တစ်ခုကိုသွားမယ် အဲယွန်ဂျူရော့ကူပန်မှာခိုနိုဒီရဲ့နိုင်နာနီကကွက်လက်ကမတကူချီကာကိုလုံးဝကွဲပြားတယ်။အဲဆိုနံပါတ်1ကိုကြည့်။နံပါတ်1ကကြာဖွင့်ခီဆိုတာကအမွှေးအသက်။နံပါတ်2ကကြာတော့သူကပေးထားအန်ဒီရဲ့ဟာလေခန်းကြီးမားနေတာနော်။ကျွန်မပေးထားတဲ့စာရွက်မှာမှန်လိမ့်မယ်။ဒီဟာလေးကခန်းကြီးလေးမားနေတာနော်။ကျွန်မတင်ပေးထားတဲ့အဲအိမ်မှာမိကွန်းအာမိကွန်းလင်းဆိုတဲ့အိတ်ထဲကနေဝင်ပြီးတော့ကြည့်ကြည့်လိုက်အိမ်မှာဖွင့်ခီအဲဟာလေးတစ်ချက်ဟိုပါပြန်နော်။နောက်တဲ့တစ်ခုကအမွှေးအသက်။နံပါတ်1ကကြာယောရုဝညာ နောက်ထပ်တစ်ခုနမက်3ကကြာမှာကြီးတော့မြို့နမက်4ကကြာတော့ဗာပေးထားလဲဆိုလို့ရှင်ဟီရူနီနေကင်းဘတ်မှာခူရာဘေးတဲ့နှိုင်းရှင်ရင်အဲ့ဒါလေးပေးထားတာဟုတ်မဟုတ်ကျွန်မပြပြီမယ်နော်စာမျက်နှာ17မှာရှိတယ်ဒီစာအုပ်မှာအမှန်တယ်ကျွန်မပြန်ပြီးလက်ခွက်ရိုက်တော့မှားသွားတာပေါ့နော်အဲ့ဒီပုံစံဒီမှာကြီးလိုက်ပါဖုန်းဤခီကဤလေးကဒီရဲ့ဟန်းဤရဲ့ဘောင်လေးရဲ့ဘောင်လေးနဲ့တွဲတုံးတာဒါလေးနော်ဒီမှာချစ်နေလို့အဲ့ဒါကြောင့်မို့ပြန်ပြီးတော့ရေးထားတာ ကဲအားဆိုရင်ဒါဒီမှာတော့မပြောင်းတော့ဘူးเนาะ PDF file ဆိုတော့ပြောင်းလို့လည်းမရဘူး။ကဲအားဆိုရင်တစ်ခေါက်ပြန်ပြောမယ်။နံပါတ်1ကကြတော့ဗာလေးဆိုအငွေတက်နံပါတ်2ကညဘက်နံပါတ်3ကကြတော့ဗာလေးဆိုရင်မြို့နံပါတ်4ကကြတော့နေကင်းဘက်နဲ့နှိုင်းရှင်။ကဲအားဆိုစဉ်းစားကြည့်လိုက်ခုနုံးဒီရဲ့မာချီနော့အာနော်ဒီမျိုးရဲ့ဟုတ်တယ်မို့လားဒီမျိုးရဲ့ပဲဖြစ်မှာလေ။အားဆိုတော့ကကြတော့ဒီမျိုးရဲ့နောင်းတော့ဒါဆိုရင်မာချီနော့နောင်းတော့ ။နောက်တော့အပြီးတော့ခါကြဒီမှာသူကပေးတာနံပါတ်300တော့ဒီမှာကတ်သွားပြီ။တော့စဉ်းစားကြရမလို့တော့ဘူး။အဲ့မှာဆိုလို့ရှိရင်ညဘက်ကဒီမှာဆိုရင်နေကင်းနဲ့နှိုင်းရှင်ညဘက်ကဟုတ်တယ်မို့လား။နောက်နေ့ခုတာပဲတဲ့။အနောက်ကဘာပဲလိုက်မှာလဲ။အဆိုတော့ခါကြတော့နောက်နေ့ခုတာပဲနေဘက်ကနေကင်းနဲ့နှိုင်းရှင်ညဘက်ကလား။အဲ့လိုမျိုးလာမှာလား။အဆိုတော့ခါကြတော့အဖြေကိုသွားကြည့်လိုက်တဲ့အခါမှာခိုနိုးဒီရဲ့ဘာပေးတာလဲဆိုရင်မချီနော့မချီကမမြင်ရလို့ဖြတ်ပြန်ပြီးဟောလာလိုက်မယ်နော်။အခုနိုးမချီနော့ဒီရဲ့ရော်ဒူကညဘက်ကဆိုလို့ရှိရင်ဟုတ်ပြီနော်။ အာနေခင်နေလေခင်ဖြစ်တဲ့နံပါတ်လေးယော်ရူနီကူရာဘေးတဲ့နေလေခင်နဲ့နှိုင်းရှင်နေဆိုလို့ရှိရင်ဖွန်အီကီကအငွေအသက်ကလေးကမာတာကိုချီကလုံးဝမတူဘူးပြောချင်တာကညဘက်မှာတော့တိတ်ဆိတ်အီတန်းနေပေါ့နေဘက်မှာကြောင့်အရန်ကိုရှုပ်ပွားနေရရှုပ်ရက်တွေခတ်နေတာမျိုးပေါ့အဲ့လိုပုံစံမျိုးအဖေကနံပါတ်လေးဖြစ်ပါတယ် ောက်တစ်ခုနံပါတ်49တော့နံပါတ်49ကခုနခုနမွန်တိုင်းနီစီတဲ့ဒီမိကုန်းနဲ့ပတ်သက်ပြီးနိုင်နိုင်နီဆိုတာကွက်လက်တဲ့ပုံပဲနံပါတ်1ကကြတော့ဝါကာရာနိုင်မတိဘူးနံပါတ်2ကကြတော့ဆန်းစိမိုးဆရာတော်နံပါတ်3ကခီတာတူကိုရိုမေးလိုက်တဲ့အခါမှာနံပါတ်4ကဆန်းစိနီဆရာအာဟုတ်ပြီနော်အဲဆိုတော့ကကြတော့ခုနမွန်တိုင်းနီစီတဲ့ဒီမိကုန်းနဲ့ပတ်သက်ပြီးပဲဆရာကိုမေးမှာပေါ့ဟုတ်တယ်မလားအဲ့ဒါကြောင့်မို့နံပါတ်4ကအရင်လာမှာလေဆန်းစိနီဆရာအာဘာလို့မှလဲဆိုရင်အာခီခီတာတူကိုရိုမေးလဲမေးလိုက် ယောစမ်းစိမှုဆေးရတော့မဝါကာရနိုင်နားမလဲတဲ့ပုံပဲဟုတ်တယ်ဟောဝါကာရနိုင်ဟာ bad dictionary form plain form plain form bless ဆိုတာဟုတ်တယ်မဟုတ်လားဒီမှာဆိုတာနဲ့တော့ကဲဟုတ်ပြီနော်ဒါကြောင့်မို့၄၃၁ကျွန်တော်ပြောပြမယ်ဒီထဲဟာလေးတွေကတော့နည်းနည်းလေး အဲဟိုပါဗောနော်စတာပုတ်စာလေးကတော့လွယ်တယ်ဒါမိကုန်းဟောင်းမှာတော့နည်းနည်းလေးခက်တတ်တယ်နော်နံပါတ်48ကိုသာယွန်ဂျူဟာချီပန်ဟွန်နိုရှိစာနာစာအုပ်သိငယ်တာအာဇောကကြတော့သိငယ်တဲ့စာအုပ်နိုင်နာနီနတ်တဲရှိမာတာကွက်လက်ဖြစ်သွားခဲ့တယ်နံပါတ်1ကကြတော့ခိကခဲနီစတဲ့အကြောင်းရင်းပြုပြီးနံပါတ်2ကအိုးစာဝါကီနီဆိုတာအကြီးအကျယ်စူပူတာနံပါတ်3ကကြတော့ဘာပေးထားလဲဆိုရင်ခူရာဆွနာကခူရာဆွနာကကအတန်းတန်းလုံးပြောမယ်ဆိုရင်တန်းလုံး အတန်းထဲမှာပေါ့ကွယ်အာနော်တခန်းလုံးဆိုရယ်အတိတ်ပဲဥဆိုးလိန်ညာမှုဆိုရယ်အတိတ်ပဲအာနော်ဟောနော်ရှိစနာဆိုတော့ပြောရမယ်ဆိုတကယ်ဒီမှာကျတော့ဒါစာအုပ်လို့ပြောလို့မရဘူးနော်တကယ်ကိုတင်းငယ်တော့ဆိုရယ်အတိတ်ပဲဖြစ်သွားမယ်ဟုတ်ပြီနော်တကယ်တင်းငယ်တဲ့ဘာဖြစ်လဲဆိုတော့အခါကျတော့ဥဆိုးလိန်ညာမှုကို ဘာလို့မှလဲဆိုတော့အခါကျတော့အကြောင်းပြုပြီးနောင်းကိုခိကခဲနေ grammar ပတန်ကြည့်လိုက်နောင်းကဒါဥစိုးကနောင်းနောင်းကိုခိကခဲနေဒါ grammar ပတန်ဒါကြောင့်မို့လေးနဲ့တင်းနေတဲ့တွင်တကယ်ကိုသေးငယ်တဲ့ဘာဖြစ်လဲဆိုတော့အခါကျတော့လိညာမှုကိုအကြောင်းပြုပြီးတော့အခါကျတော့ဟုတ်ပြီနော်တန်းလုံးအတန်းသေးမှာအတန်းသေးမှာជីជីကြဲကြဲစုပူမှုကြီးဖြစ်သွားခဲ့တယ်နာနီနာနီနီနာရီမတ်ဟုတ်ဘူးလား နိုင်နာနေနိနတမဟုတ်ဘူးလားဒါကြောင့်မို့၄၁၃နှစ်ဟုတ်ပြီနော်၄၁၃နှစ်ဆိုတော့အဖြေကနံပါတ်3နောက်တစ်ခုယွန်ဂျူကျူဘန်မှာနီဟွန်ဝါဂျပန်ဆိုလို့ရှင်နိုင်နာနိတကာကြီးကွက်လက်စီကြီးတယ်တဲ့ဘာလဲစီကြီးကလားမြင်လားလားတော့မသိဘူးနံပါတ်1ကိုသွားနံပါတ်1ကကြတော့ကိုဆူရှကိုဆူအမ်အဲအဲ့ဆိုတော့ကိုဆူဟိကိုဆူဟိကသွားစေဟောရှလို့ပြန်တော့ဖြစ်နေတာအာကိုဆူဟိယယဆိုတာယေ ွားဘယ်လိုပြောမလဲကွာလမ်းပန်းဆက်တဲ့ဈေးရိတ်ပေါ့သွားဈေးလာဈေးရိတ်ပေါ့အဲ့ဒီဟာရင်နောက်တစ်ခုနံပါတ်1နံပါတ်1ကကြတော့ရှောဟင်းကာကာကိုဆိုတာကုံဈေးနှုံးကုံဈေးနှုံးဒါကကုံဈေးနှုံးကုံဈေးနှုံးရှောဟင်းကာကာကိုကကုံဈေးနှုံးနောက်ထပ်တစ်ခုကကြတော့ဗာပိထားလဲဆိုရင်ရချင်းမူအင်လာကလေပဲနံပါတ်4ကနိုမီနာရာစုနိုမီနာရာစုကတာမကာ မမီနာရာစုကတာမတ်ကအာသူကကြတော့မိမိကရဂရမ်မာ N2 ရဲ့ဂရမ်မာနံပါတ်66ကလေးမှာပါတယ်အဘိနောတာမကရှေးအကိစ္စတာမကနောက်ကကိစ္စလည်းပဲရှိတယ်ဆိုတဲ့အတိတ်ပဲဂျပန်မှာဆိုရင်ကွက်လက်တာမကကွက်လက်လည်းပဲရှိတယ်လို့ပြောချင်တာပေါ့ကွယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မို့လို့ဘာလို့မလဲဆိုရင်နီဟိုးကဂျပန်မှာဆိုလို့ရှိရင်ဒီရရေဒီဟာရေအဲ့လိုမျိုးပုံစံမျိုးအဆရောကကြာကျမတို့ဒီမှာလိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သူကဘာနဲ့သွားတွဲလဲနိုမီနာရာစုကနောင်းနဲ့တွဲတယ်ပလိန်ဖောင်နဲ့တွဲတယ် ဟုတ်ပြီနော်နောင်းနဲ့တွဲတယ် plain phone နဲ့တွဲတယ်အဲ့ဒါလေးကတော့တည်ထားရင်တော့ပို့ပြီးတော့ကောင်းတယ်ဒါဆိုရင်ကျမတို့ဒီမှာ like ကြည့်တော့ plain phone မဟုတ်ပါဘူးဒါကြောင့်မို့နောင်းနဲ့ပဲတွဲမယ်နောင်းနုံမီနာတာစုအဲ့ဒီရှေ့ကနောင်းတာမကဆိုရင်အဲ့ဒါပဲဟုတ်ပြီနော်အဲ့ဒါကြောင့်မို့ကုံစင်းနှုံးတာမကနောင်းကဒီမှာတစ်ခုရှိတယ်ဒီမှာမိုးကြီးကက်သွားတာဖြစ်တဲ့အတွက်ဒီဟာကမရဘူးအဲ့လိုပဲဒီမှာရကြီးကက်သွားတာဖြစ်တဲ့အတွက်နောင်းမဟုတ်တော့အဲ့ဒါကြောင့်မို့နံပါတ်2ပဲကျန်တော့တယ်အဲ့ဒါကြောင့်မို့2နဲ့4နဲ့ကတရွဲဖြစ်သွားတယ်ရမလား ဟုတ်ပြီနော်အဲဆိုတော့ခါကြနီဟွန်ဝါဂျပန်အဆိုလို့ရှိရင်ရှောဟီကာကာကုရှောဟင်းကာကာကုဆိုရင်ကုံစင်းနော်နိုမီနာရာစုတာမကနောင်ဘလတ်နိုမီနာရာစုပလိန်ဖောင်လဲလိုက်တယ်နော်အာဒီမှာဂျန်တဲ့ဟာတွေကပလိန်ဖောင်လဲမဟုတ်ဘူးအဲဆိုတော့ခါကြဂျပန်မှာဆိုရင်ကုံစင်းနုံတာမကဘာဖြစ်နေလဲဆိုရင်နမတ်တသွားရေးလာရေးဇရေရေအင်္ဂလာကတွေကလည်းပဲဈေးကြီးတယ်2 4 3ဒါကြောင့်မို့အဖြေကတစ်ဖြစ်ပါတယ် ဒါလေးကတော့မေးလို့ကောင်းတယ်။ကဲဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒီနေ့အတွက်ကတော့ကျွန်မတင်မို့ပြောထားတဲ့မိကွန်းတစုံရဲ့ဟာအလုံးပြီးသွားပြီ။ဟုတ်ပြီနော်။ကဲအားဆိုရင်အဲနောက်တရက်နှစ်ရက်တော့ထပ်ပြီးဆောင်ပေးပါဟုတ်။အဲ့ဒါပြီးရင်အဲနောက်ရက်တွေကြာလို့ရှိရင်မိကွန်းနောက်တစုံရဲ့ file လေးတင်ပေးပါမယ်။အဲ့ဒါလေးကိုဆက်ပြီးတော့လုပ်ပေးပါအောင်။အဆင်ပြေမပြေလေးလည်းကျွန်မကိုပြန်ပြီးပြောပေးပါအောင်။အလုံးကျေးဇူးတင်ပါတယ်။အကြောင်းကျမတို့ကျွန်မကလေอืมလိုအပ်တာလေးရှိတယ်ဆိုလို့ရှိရင်လည်းကျွန်မကိုထောက်ပြပေးပါနော်။အလုံးကျေးဇူးတင်ပါတယ်။ဘိုင်ဘိုင်နဲ။ဘိုင်ပြီနော်။